ဆရိခပ်အလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့လေ့လာသွားရမယ်စကပြောဝါကြစကပြောဝါကြအတုံးတွေ့ကြတော့တန်တဲ့မြန်မာလိုပြောရင်ကတဲ့ကအဲ့ဒီကတဲ့ကဆိုတဲ့စလုံးကကျွန်တော်တို့ထိုင်းလူ ျွန်တော်ထိုင်းလိုတန်းတဲပြီးရင်တန်းတဲပြီးလို့ရှိရင်သူရဲ့အနောက်မှာသူကအချိန်အချိန်ပြစကားစုတွေလိုက်ပါတယ်သူကလည်းအင်္ဂလိပ်လိုပြောမှဆိုရင် sinks နဲ့တူတူပဲ sinks ပြီးရင်အမအချိန်ပြတဲ့ phrase တွေပါလာမယ်ထိုင်းမှာလည်းအဲ့လိုပါပဲရှင်းရှင်းပြောရမှာဆိုရင်ကျွန်တော်မြန်မာလိုစဉ်းစားလိုက်လို့ရှိရင်လည်းအဆင်ပြေတယ် ဥပမာမနက်ကတည်းကဆိုရင်ထိုင်းလိုမျိုးတန်းတဲမွချောတန်းတဲတွန်ချောလို့လဲပြောကြတယ်โอเคเนาะမနက်ကတည်းကဆိုရင်ထိုင်းလိုမျိုးတန်းတဲတွန်ချောတန်းတဲတွန်ချော ကျွန်တော်အရင်ဆုံးစကားစုလေးကိုအရင်ဆုံးမိတ်ဆက်မယ်ပြီးမှဟွာကြတိဆောက်ပုံတွေကိုကျွန်တော်ပြန်ပြီးတင်ပြပေးမယ်မိတ်ဆက်ပေးမယ်โอเคเนาะမနေ့ကတည်းကဆိုရင်ထိုင်းလိုမျိုးတန်းတဲတွန်ချောင်းတန်းတဲတွန်ချောင်းโอเคเนาะဟုတ်ပြီနေ့လေကတည်းကဆိုရင်ကျွန်တော်ဘယ်လိုပြောမလဲတန်းတဲ့ ตอนบ่ายตั้งแต่ตอนบ่ายเนาะตอนบ่ายก็มลเวบายนี่เลบายโอเคเนาะสุดท้ายตั้งแต่ตอนบ่ายนี่เลยบายกระเดกับนี่เลยบายกระเดกัโอเคเนาะฮุปี้จอรู้มันนี่ยากรดีดกับจะรู้บลูพิโอมาเลย ကင်းနော်ဟုတ်ပြီမင်းညကတည်းကဆိုရင်ကျွန်တော်တို့တန်းတဲမื้อခွန်းတန်းတဲမื้อခွန်းမင်းညကတည်းကโอเคဆိုတော့ကျွန်တော်တို့မင်းမင်း9နာရီကတည်းက9နာရီကတည်းကမင်းနဲ့ပိုင်းတစ်ချက်ထိုးနှစ်ချက်ထိုးလဲပြီးရင်3 4 5 မနေ့9နာရီကတည်းကဆိုရင်ကျွန်တော်တို့ဘယ်လိုပြောမလဲမနေ့9နာရီ9နာရီကတည်းကဆိုရင်ထိုင်းလိုမျိုးတန်းတဲတီဟာတန်းတဲတီဟာโอเคเนาะအချိန်ပိုင်းဟိုထိုင်းလိုမျိုးကသူတို့ပုံစံနဲ့နဲ့ခွဲထားတာเนาะချိုးတီးတဲ့လူဆိုရင်အဲတီဟာဆိုရင်ကျွန်တော်တို့သဘောပေါက်ကြမှာเนาะ တီဟာဆိုတော့ဟုတ်ပြီမနက်9နာရီကတည်းကဆိုမနက်7နာရီကတည်းကဆိုရင်ကျွန်တော်တို့ထိုင်းလိုမျိုးဘယ်လိုပြောမလဲโอเคမနက်7နာရီကတည်းကဆိုရင်ကျွန်တော်တို့တောင်းတယ်ပဲမုံချောင်းတောင်းတယ်ပဲမုံချောင်းတောင်းတယ်ပဲ ကနော်တန်းတဲ့ကလေးကပန်မုံချောင်း၈နာရီမနက်၈နာရီဆိုတော့မနက်၈နာရီကလေးကကိုတန်းတဲ့ပန်မုံချောင်းလို့ပြောပါတယ်โอเคကျွန်တော်တို့ဆက်ပြီးတော့ဆက်သွားမယ်ဟိုမနေ့ကလေးက yesterday မနေ့ကလေးကမနေ့ကလေးကဆိုရင်ထိုင်းလိုမျိုးတန်းတဲ့ เมื่อวานตั้งแต่เมื่อวานตั้งแต่ยังนาวมาคุณนายเปิดรูมิโอเชิงพี่สกัดซูปาลาเนตั้งแต่เมื่อวานตั้งแต่เมื่อวานอังกฤษรูปย่อมาส่วน since yesterday since yesterday ตั้งแต่เมื่อวานมันนี่กระเดงกันโอเคเนาะนั่นแหละ နောက်ထပ်တစ်ခုကျွန်တော်ဆက်သွားမယ်ပြီးခဲ့တဲ့နှစ်ကတည်းကပြီးခဲ့တဲ့နှစ်ကတည်းကတန်းတဲပြီးချီแล้วတန်းတဲပြီးချီแล้วโอเคเนาะတန်းတဲကတည်းကပြီးချီแล้วမနစ်ကတည်းကမနစ်မနစ်တုန်းကโอเคเนาะတန်းတဲပြီးချီแล้ว မနေ့ကတည်းကဒီနော်မိုးဝမ်းမနေ့ကပြီးထီလောက်ပြီးခဲ့တဲ့နှစ်တုံကပြီးနှစ်ထီလောက်ပြီးွားပြီးပြီးခဲ့တဲ့နှစ်တုံကโอเคเนาะปีที่แล้ว last year โอเคนะဟုတ်ပြီပြီးခဲ့တဲ့လကလေးကကျွန်တော်တို့ဘယ်လိုပြောမလဲတေချာတယ်ပြီးခဲ့တဲ့လကလေးက တောင်းတယ်လာမယ်ပြီးရင်အချိန်ပြောင်းအစကတူတူလာမယ်လာဆိုတော့ duant leo duant leo နဲ့ဆိုရင် pt leo okay နော်တောင်းတယ် pt leo p အဲတောင်းတယ် duant leo ပြီးခဲ့တဲ့လာတော့က okay နော်ဟုတ်ပြီအင်္ဂလိပ်လိုပြောမယ်ဆိုရင်ကျွန်တော်တို့ last month okay နော်ဟုတ်ပြီ pn duant leo ဟုတ်ပြီပြီးခဲ့တဲ့အပတ်ကလေးကဆိုရင်ကျွန်တော်တို့ဘယ်လိုပြောမလဲပြီးခဲ့တဲ့ပတ်တုန်းကတေချာတဲ့တန်းတဲ့လာမယ်အရင်ဆုံးတန်းတဲ့စပ်တာချီလင်တန်းတဲ့စပ်တာချီလင်โอเคเนาะဟုတ်ပြီစပ်တာချီလင်ဆိုတာကပြီးခဲ့တဲ့တတ်တဲ့ပတ်တုန်းက ကျွန်တော်ရက်တက်တပတ်တုန်းကပြီးခဲ့တဲ့အပတ်တုန်းကစပန်းကိုကျွန်တော် weekend လို့ခေါ်တယ်เนาะဟုတ်ပြီပြီးခဲ့တဲ့ပတ်တုန်းကတန်းတဲစပ္ဒာချီလောဒီเนาะရမှာเนาะဟုတ်ပြီဆိုတော့ဆိုတော့ကျွန်တော်တို့တန်းတဲပြင်အချိန်ပြဖို့ကိုအချိန်ပြစကားစုကိုကျွန်တော်တို့ထည့်ပြီးတော့ပြောလိုက်လို့ရှင်အဲ့ဒီကလေး Okay ဟုတ်ပြီ အဲ့ဒီကလေးကပြီးွားအဲကျွန်တော်တို့စကားစုနဲ့ပေါင်းလိုက်ပြီးရပြီဆိုရင်ကျွန်တော်တို့ဝါကျအနေနဲ့ကျွန်တော်တို့သုံးမယ်။သူကဘယ်လိုသွားလဲဆိုတော့ကျွန်တော်တို့တန့်တယ်လာမယ်။ပြီးလို့ရှိရင်ကျွန်တော်တို့အဲအချိန်ပြတဲ့စကားစုနည်းနည်းပါလာမယ်။ပြီးလို့ရှိရင် subject ပါမယ်။ verb ပါမယ်။လိုချင်တဲ့အာ phrase တွေထည့်လိုက်ပြီးဆိုရင်ကျွန်တော်တို့က နောက်လာမဲ့ sentence တခုကိုလည်းသက်သွားအောင်ပါလာမယ် another sentence ပေါ့နော်ပြောဆိုသူကလည်းအင်္ဂလိပ်လိုပဲ stand တဲ့သွားမယ်ပြီးလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ subject verb phrase တွေထည့်လိုက်ပြီးဆိုရင် now ဝါချတခုကိုကျွန်တော်တို့ကန်သွားမယ်အဲ့ဒါမှပဲဝါချတခုကျွန်တော်တို့ပြည့်ပြည့်စုံရမယ်ခုနကကျွန်တော်တို့ကျွန်တော်တင်သွားပြီးတဲ့တန်းတဲ့ เมื่อคืนตั้งแต่เดือนที่แล้วอะไรนะสกัดซูเป็นสิ่งเฟรชเป็นสิ่งอะคูจุนเราตัวมาก็คุณอาตั้งแต่กูอดีกาทาบีรอเฟรชตะคูไลอะเฉตุยอะนาวมาอะเฉไปตะคูไลมั้ยพี่รู้สิ subject verb มีรู้สิ sentence ตะคูคูปาลามั้ยโอเคเนาะหุบพี่ท้ายนี่มาอะมายอะเพ subject กู change ทาเลยสิ တောင့်တယ်ပြီးလို့ရှိရင်အချိန်တခုလာမယ် subject verb ပါတယ်ဒါမဲ့တခါတလေကြာလို့ရှိရင်အဲ့ဒီ subject ကိုထုတ်ထားလိုက်တယ်လိုချင်တဲ့ verb ကနေပဲဆွဲသွားလိုက်တယ်တွေ့ရလိမ့်မယ်ဒီမှာကျွန်တော်အဲဒီဒီမှာကျွန်တော်ပြထားမယ် okay နော်ဥပမာ okay နော်တောင့်တယ်มาถึงเมืองไทย one phrase ไป ဲ့ဒါမှဆိုရင်အဲ့ဒါမှဆိုရင်တန်းတယ်ဖုံမာထึงเมืองไทยလို့ပြောပါမှာဒါပေမဲ့သူကဘယ်လိုပြောလဲဆိုတော့တန်းတယ်မာထึงเมืองไทย subject ကိုဖြုတ်ထားလိုက်တယ်ရတယ်ဘာမှမဖြစ်ဘူးဖုံထဲလို့လည်းရတယ်အများဖြစ်ထိုင်းတွေကပြောလိုက်လို့ရှင်ဖြုတ်ထားလိုက်တယ်ဖုံမထဲတော့ okay เนาะဆိုတော့ understanding ပေါ့နော် automatically understanding ဖြစ်သွားတော့ တကယ်ဆိုရင်ပုံလေးပုံထည့်ရမှာစောင့်ကြည့်ထည့်ရမှာဒါပေမဲ့အများအပြည့်ခြံထားလိုက်တာโอเคเนาะဟုတ်ပြီဆိုတော့ကျွန်တော်တို့အာဆပ် subject verb ပြီးလို့ရှိရင်အာပြီးလို့ရှိရင် sentence တစ်ခုနဲ့ကျွန်တော်တို့ တန်းတဲ့နဲ့စပြီးတော့ကျွန်တော်ပအောင်ကြည့်ကြည့်ပါမယ်ကျွန်တော်တို့ဝါကျတစ်ခုတည်ဆောက်ရအောင်ဥပမာငငယ်ကလေးကကျွန်တော်ဒီမှာနေခဲ့တယ်ငငယ်ကလေးကတောင်းတဲ့တဲ့ဘယ်နော်ကျွန်တော်ဒီမှာနေခဲ့တယ်ဖုံယူ ှိနီโอเคเนาะဟုတ်ပြီสรุปวัจจะကိုကျွန်တော်တို့ช้ออ๋อကျွန်တော်တို့ပြောမယ်ဆိုရင်ผมอยู่ที่นี่ตั้งแต่เด็กผมอยู่ที่นี่ตั้งแต่เด็กโอเคเนาะမြန်မာလိုဆိုရင်ငငယ်ကလေးကကျွန်တော်ဒီမှာနေခဲ့တယ်ผมอยู่ที่นี่ တောင်းတဲ့ဒီကဲနော်ဟုတ်ပြီအခုဒီမှာဆိုရင်တန်းတဲ့ကအရှိမှလည်းထားလို့ရတယ်လို့အနောက်မှလည်းထားလို့ရတယ်။ Okay နော် sentence တစ်ခုမှာဆိုရင်ဖုံယူတီနီတန်းတဲ့ဒီကပို့ပြီးတော့နားထောင်ကောင်းတယ်ပို့ပြီးတော့အဆင်ပြေတယ်။ Okay နော်ဟုတ်ပြီကျွန်တော်တခြားသော ဘာကြတွေကိုကျွန်တော်တို့ဆက်ပြီးတော့လေ့လာသွားကြည့်ကြအောင်ဘယ်လိုနေမလဲပေါ့နော်ဟုတ်ပြီမနက်ကတည်းကသမင်းမစာရဒီဘူးမနက်ကတည်းကသမင်းမစာရဒီဘူးမိုင်တိုင်းกินข้าวသမင်းမစာရဒီဘူး ตั้งแต่เช้าโอเคเนาะผมไม่ได้กินข้าวตั้งแต่เช้าแล้ว ผมไม่ได้กินข้าวตั้งแต่เช้าแล้วจนวมันในกระเดกาทำไมมาสายาดีบุโอเคเนาะโอเคมาสายาดีบุยังไม่ได้กินข้าวตั้งแต่เช้ามันในกระเดกา ผมยังไม่ได้กินข้าวตั้งแต่เช้าจนอมันแนกระเดกะทำไมมาสายเดบุกินเนาะ two sentence ပြီးသွားပြီเนาะ another sentence another ဝါကြာကိုကျွန်တော်တော့ကြည့်ကြည့်အောင်ထိုင်းကိုရောက်ကလေးကအင်ကိုအခုထိမပြန်ရသေးဘူးထိုင်းရောက်ကလေးက အင်ဂူကူတီမပြန်ရတည်ဘူးအင်ဂူကူတီမပြန်ရတည်ဘူးဆိုတာကကျွန်တော်မမာဘီကအိမ်ကျွန်တော်ကမမာဘီမထဲ့တော့ဘူးဒီမှာစွာကြအရန်ရှိသွားမှာဆိုလို့โอเคနော်ဟုတ်ပြီကျွန်တော်တို့ထိုင်းလိုဘယ်လိုပြောမလဲဆိုတော့တောင်တဲမာထင်းเมืองไทย ตั้งแต่มาถึงประเทศไทย ผมยังไม่ได้กลับบ้านเลย ตั้งแต่มาถึงประเทศไทย ผมยังไม่ได้กลับบ้านเลยโอเคเนาะในในงานของยากุเดก็จะเนาะกูดีเองกูไม่ยาวไม่เปลี่ยนยาดีโอเคเนาะโอเคเองกูไม่เปลี่ยนดีบุยังไม่ได้กลับบ้านโอเคเนาะท้ายขอยากุเดก็ท้ายของยากุเดก็ตั้งแต่มาถึงประเทศไทย ကျွန်တော်တို့ဒီ sentence ကိုကြည့်ကြည့်ရမယ်ဆိုရင်တန်တဲမာထင်ပြတဲ့ထိုင်မှာတန်တဲမာထင်ပြတဲ့ထိုင်မှာဆိုရင်ဖုံထဲလို့ရတယ်အရှင်းမှာတန်တဲဖုံမာထင်ပြတဲ့ထိုင်ဖုံยังไม่ได้กลับบ้านเลยအဲ့ဒါမှာ one sentence เนาะပြောမှာဆိုရင်အင်္ဂလိပ်လိုမျိုး since since i have been to thailand ပြီးလို့ရှိရင်ကွန်မာကုန်မယ် i have not returned back my home โอเคเนาะสรุปไอ้หมอ1 sentence ทุกๆเว้ยเราพวกญามาโลเว้ยสิ้นซาสิ้นซาเราพวกอังกฤษโลเว้ยสิ้นซาสิ้นซาจ้าเลยไทยโลမျိုး sentence ตีซาวไว้เลยရှင်เราพวกว่าจ้าอ่าเราพวก vocabulary เราพวกစကားစကားလုံးတွေရပြီဆိုရင် sentence တစ်ခုတီဆောက်လိုက်လို့ဝင်ရှင်ကျွန်တော်တို့အကောင်းကောင်းဒီတန်းတဲနဲ့အကောင်းကောင်းတဲလို့ရတယ်။ Okay နောက်တစ်ခုကျွန်တော်တို့နောက် sentence တစ်ခုကိုပြောချက်တစ်ခုကျွန်တော်တို့တွေ့ကြည့်ကြည့်အောင်။သူထွက်သွားတာ နေလေပိုင်းကတဲ့ကဒီမှာဆိုရင်ထိုင်းလူမျိုးကျွန်တော်တို့ခေါင်းအော့ပိုင်းကျူးထက်သွားတဲ့တောင်းတဲတွန်ပိုင်းနေလေပိုင်းကတဲ့ကတကယ်လို့များဂျီနီယာမှာတောင်းတဲတွန်ပိုင်းအရှိမထားပြီးတော့ခေါင်းအော့ပိုင်းပြောလို့မရဘူးလားပြောလို့ရတယ် ဒါပေမဲ့ how of by ตั้งแต่ต้นบ่ายဆိုရင် very good ထိုင်းလူမျိုးထိုင်းလူမျိုးတွေနားထောင်လို့ရှိရင်အရန်ကိုဥစားဖြစ်တယ်အာ correct correct လည်းဖြစ်တယ်ပြောမယ်ဆိုရင်ပြောနေကြ understanding very เอ่อ Thailand ปะเนาะ Thai လူမျိုးတယောက်ကိုပြောတဲ့ sentence ဖြစ်တယ် sense ဖြစ်တယ် okay เนาะ တစ်ခေါက်ပြန်ပြောပြမယ်ပြွထွက်သွားတာနေ့လယ်ပိုင်းကလေးကခေါင်းออกไปตั้งแต่ตอนบ่ายขาออกไปตั้งแต่ตอนบ่าย โอเคเนาะဟုတ်ပြီ another sentence ကျွန်တော်တို့ကရေကြီးတာမင်းညကလေးကရေကြီးတာမင်းညကလေးကရေဒီအရန်တက်လာတာမင်းညကလေးကเนาะ ท้ายหลุมอยู่น้ำท่วมตั้งแต่เมื่อคืนน้ำท่วมตั้งแต่เมื่อคืนโอเคเนาะพวกพี่น้ำท่วมยีมิวดะยีจีดะตั้งแต่เมื่อคืนมันนี่ยากกระเดงกันโอเคเนาะพวกพี่เนาะยีจีดะมันนี่ยากกระเดงกันน้ำท่วมตั้งแต่เมื่อคืนโอเคเนาะพวกพี่สะตัวไหมตูเปียนตัวอะไร มัันนี่กမနေ့ကလေးကဘာသူပြန်သွားတောนမနေ့ကလေးကခะเขากลับไปแล้วตั้งแต่เมื่อวานเขาออกไปแล้วตั้งแต่เมื่อวันก็ไม่สวยเขา sorry เขากลับไปแล้วตั้งแต่เมื่อวันตุกชัดว่าเรมันนี่กันเดงะโอเคเนาะมันนี่กันเดงะตั้งแต่เมื่อวันตุกชัดว่าเรตทุกทุกแกนว่าเร အောက်ကလာပိုင်လောင်းတန်တဲ့ငိုပါကျွန်တော်တို့လောင်းတလုံးကိုကျွန်တော်တို့အနောက်မှာကျွန်တော်တို့ကတ်ထားတယ်ဘာဖြစ်လဲဆိုတော့အခုချိန်ထိပြောတော့အချိန်ထိသူပြန်သွားပြီးပြီပြန်မလာသေးဘူးခေါင်းအောက်ပိုင်ခေါင်းကလာပိုင်လောင်းတန်တဲ့ငိုပါအချိန်တစ်ခုကိုကန့်တန့်ပြလိုက်တယ်ပြီးသွားပြီโอเคเนาะဟုတ်ပြီဟုတ်ပြီကျွန်တော်တို့တခြား sentence ကိုပြန်ကြည့်ကြည့် ပြီးကြတဲ့လကလေးကကျွန်တော်ဒီမှာအလုံးလုံးနေခဲ့တာပြီးကြတဲ့လကလေးကဒီမှာကျွန်တော်အလုံးလုံးခဲ့တာပြောမဆိုရင်တခြားလမှာဆိုရင်တခြားမှာအလုံးလုံးမှာပေါ့ဒါပေမဲ့ပြီးကြတဲ့လကလေးကကျွန်တော်ဒီမှာအလုံးလုံးပါကိုကျွန်တော်ထိုင်လို့ဘယ်လိုပြောမလဲโอเค ผมทำงานที่นี่ตั้งแต่เดือนที่แล้ว ตั้งแต่เดือนที่แล้ว since last month อ๋อ sorry ปีกระเดลากระเดกา ผมทำงานที่นี่จะนอนที่มาอัลลุกเผมทำงานที่นี่ตั้งแต่เดือนที่แล้วจะนอนทีมาอัลลุกตาปีเกเดลากระเดกโอเคนะโอเคเนาะแต่พอป้ามาลูกจะนอนที่ไหเนาะกระเดก็ကိจะรู้อันนั้นมาไปทาကอะไรပဲထားထားလိုက်လို့အရှိမထားလลု့မရဘลးလားလို့မင်าလို့ရှင်เนาะ ผมทำงานที่นี่ตั้งแต่เดือนที่แล้ว ตั้งแต่เดือนที่แล้วผมทำงานที่นี่ เพียวรู้เลยใช่โอเคเนาะประมาณนี้เนาะจันโอทยสัเต็งกระเรงะดูตีเกล่จันโอทยสัเต็งกระเรงะดูเนี่ยเข่งเกล่ะไทยรู้จักรู้ไหมผมรู้จักเขา ตั้งแต่เรียนภาษาไทย ผมรู้จักเขา ตั้งแต่เรียนภาษาไทยไทยสารลีลากระเดกเตียงกระเดกดูเน่ตีเคเดผมรู้จักเขาตั้งแต่เรียนภาษาไทยโอเคนะโอเคสัตว์ไหมที่อาลูกสาลุกระเดก ဘဲမาမပြောင်းဖြစ်ဘူးဒီအလုပ်ကိုစလုပ်ကြတဲ့ကဘယ်နေရဘယ်အလု်้ကိုမှမပြောင်းဖြစ်ဘူးအဲလိုကျွန်တေทำงานที่นี่ ไม่ได้ย้ายไปไหนเลย ตั้งแต่ทำงานที่นี่ ไม่ได้ย้ายไปไหนเลยเราขอเป็นตัวอย่งไหมตั้งแต่ทำงานที่นี่ ไม่ได้ย้ายไปไหนเลยเงี้ยเนาะ โอเคชัดตัวไหมเงี้ยเงี้ยกเกเรก็ กูจิมันมีนี่โู้ไหมเงี้ยเงี้ยเกเรก็อกูจิมันมีนี่โู้ไหมผมยังจำได้ ตั้งแต่เป็นเด็ก ผมยังจำได้ ตั้งแต่เป็นเด็กเขาเป็นตัวอย่างไหมผมยังจำได้ตั้งแต่ยังเป็นเด็กเล็กเล็กและเปียวรู้ยาเลยโอเคเนาะมามาบุเนาะคลีติติลีกระเดกันเลยส่วนเนี่ยเปียวเปรู้ยาเลยだแม้คุณน่ะจะเปียวดูလေငယ်ကလေးကကုတိမမီတုံပဲဘုံရံจําได้ตั้งแต่เป็นเด็กโอเคเนาะ โอเคเอาท่านี่เอาท่าเซนเตอร์สติปุเนาะก้าวไปบีกันเลยอ่ะจะโนวิงวีดีปูบีก้าวละก้าวไปกันเลยก็จะโน้วิงวีดีปูบีก้าวละตั้งแต่ซื้อรถผมก็มีรายได้ดีขึ้น ตั้งแต่ซื้อรถผมก็มีรายได้ดีขึ้น ถ้าเข้าแบบอย่างแม้ตั้งแต่ซื้อรถก้าเอกเด็กอะผมก็มีรายได้ดีขึ้นจะนอวิ่งวิดี ปูวิโรตูเงี่ยลาโอเคเนาะฮอปีจะรู้น่าะส่งสไปปะเนาะมีอะไรเลยชุบมาสุบมาสโตเล่าไปเนี่ยฮอปาตัวเราไปจะรู้ต่อไหมจะนอตู้กู ไปสั่งเบบี้ก็ได้ก็ကသူလုံးเปล่าက်ပျောက်သွားတယ်ကျွန်တော်သူ့ကိုပိုက်ဆံပေးကတဲ့ကသူလုံးဝပျေแต่ผมให้เงินเขาเขาก็หายไปเลย ตั้งแต่ผมให้เงินเขาเขาก็หายไปเลย ตั้งแต่ผมให้เงินเขา เอาก็ หายไปเลยจนตู้โอ้ปะสันปี้บิกระเดะก็ดูลงว่าเปี่ยวตมาผม ให้เงินเขาจนตู้โอ้ปะสันปี้เลยตั้งแต่กระเดะก็เขาก็หายไปเลยตู้อ่ะเปี่ยวลงว่าเปี่ยวโอเคเนาะสุดแล้วตั้งแต่กูจนเราอังกฤษรู้เป็นจนเราเมียนมารู้เป็นเอ่อจนเรา စဉ်းစားပြီးတော့ဘာကြတိဆောက်လဲလို့ရှင်လေထိုင်းလူနဲ့ကျွန်တော်တူတူပဲโอเคနော်တောင်းတလာမယ်အချိန်ပြတဲ့စကားပြောတခုလာမယ်ဆိုရင်အဲ့ဒါကျွန်တော်တို့အတဲကမြန်မာလိုပြောလို့ဆိုရင်မနဲ့ကတဲ့ကဆိုရင်တောင်းတပွန်ချံနေလေပိုင်းကတဲ့ကဆိုရင်တောင်းတပွန်ပိုင်ညနေပိုင်းကတဲ့ကဆိုရင်တောင်းတတောင်းယင် ီးလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ sentence တစ်ခုကိုကျွန်တော်တို့ပြန်ထည့်မယ်။ဥပမာ how မိုက်ကလပ်မှာသူမပြန်လာဘူးဆိုရင် subject verb ပြီးလို့ရှိရင် complement လာလို့ရှိရင် one sentence ကျွန်တော်ကောင်းကောင်းဒီစာဖို့ရတယ်။တကယ်လို့များအဲနားမလည်ဘူးမေးချင်တာရှိရင်လည်း comment မှာလာပြီးတော့မေးလို့ရပါတယ်။အမှန်တရားပါလေရတယ်ကျွန်တော်ပြန်ပြီးတော့ဖြည့်ပြီးမယ်။ အာပြီးလို့ရှိရင်အတန်အတန်နဲ့ပြန်ရှင်းပြလို့ရတဲ့ comments တွေနောက်ပိုင်းမှာအတန်နဲ့ပြန်ရှင်းပြလို့ရတယ်เนาะဆိုတော့ဒါမဲ့ပတ်ချက်လို့ရှိရင်ကျွန်တော်တို့အဲလာမဲ့ပုံစံလာမဲ့ရုပ်ပုံစံကိုကျွန်တော်ပြန်ပြီးတော့အတစ်ကိုပြန်ပြီးတော့မြောက်ဝေတောင်ဖြစ်ပါတယ်ဆိုတော့ live subscribe လောက်ပါကျွန်တော်ပုံမှန်တိုင်းတင်သွားပေးမယ်ဆိုတော့ အားလုံးအဆင်ပြေမယ်နားလည်မယ်လို့ကျွန်တော်ထင်တယ်ကျွန်တော် English လို့လည်းနည်းနည်းပါပို့ပြီးနားလည်သွားအောင်ထည့်ပေးပါမယ်ဆိုတော့ဒီနေ့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်စတိခါခေါပွန်ခါ